မြန်သူတိုင်းကချီကျူးရလာအောင်ဂုံပကသနမပါရိုးရှင်းချက်တည်းရှိစွာမင်္ဂလာဆောင်ခဲ့လို့လူပြောများနေရဲ့မိပကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုဝါလာကင်းလို့တရင်ကျုပ်မင်္ဂလာရသည်မှာဆိုရင် အနုပညာရှင်တွေ celebrity တွေရဲ့မင်္ဂလာပွဲသတင်းတွေကဇာတိုက်ဆိုသလိုထွက်ပေါ်လာနေပါတယ်။ပုံမှန်အားဖြင့်တော့ကျမတို့ပရိသတ်တွေကမင်္ဂလာပွဲတစ်ပွဲရဲ့ကြီးကျယ်ခမ်းနားမှုသတို့သမီးဝစဉ်ခဲ့တဲ့စိန်ရတနာရီရဲ့တန်ဖိုးဘလောက်တောင်ကုန်ကြခဲ့ကျင်းပခဲ့တယ်လဲဆိုတဲ့ဂုံပကာသနာတွေကိုပဲအဓိကစိတ်ဝင်စားနဲ့ပြောလို့ရှိကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီလိုဂုံပကာသနာကြွယ်ဝမှုတွေနဲ့လုံးဝကွဲထွက်ပြီးတော့ဂုံပကာသနာမှာပါပဲ။ရိုးရှင်းမှုနဲ့စက်တည်ရှိမှုတွေကြောင့်ပဲမြင်သူတိုင်းကတင်ကြီးတညွတ်သေးကြီးကျူးနေ တဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီမင်္ဂလာပွဲလေးကတော့တရုတ်ဆောင်မင်းသမီးမေပကြည်နဲ့သူ့ရဲ့ချစ်သူကိုမျိုးကိုတို့ရဲ့မင်္ဂလာကပီးမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးပါပဲ။ဘာဖြစ်လို့ဒီပွဲလေးကဒီလောက်တောင်လူပြောများပြီးတော့ချီးကျူးခံနေရတာလဲ။ပထမတစ်ချက်ကတော့သူတို့သမီးမေပကြည်ရဲ့ဝတ်စားစင်ရင်မှုပါပဲ။တခြားသောနာမည်ကြီးနုပညာရှင်တွေကသူတို့ရဲ့အရေးကြီးဆုံးနေ့ရက်တွေမှာပိုင်ဆိုင်မှုတွေကိုချပြခြင်းအကြောင်းတန်မိုးကြီးရတနာပစ္စည်းတွေအစုံအလင်နဲ့မျက်စိချင်းလောက်အောင်ဝတ်ဆင် င်ပြတတ်ကြပါတယ်။ဒါပေမဲ့မေပကြီးကတော့အဲ့ဒီလိုလုံးဝမဟုတ်ခဲ့ပါဘူး။သူမဟာမြမဆန်ဆန်ဝစ်စုံလေးဝစ်စုံကိုပဲမလိုအပ်တဲ့အစင်တန်းစာတွေလက်ဝတ်ရတနာတွေအများကြီးမပါဘဲနဲ့အရန်ကိုရိုးရှင်းပြီးတော့စက်တည်ရှိရှိလှပနေရကို တွေ့မြင်ရမှာပါ။ဒါဖက်ရှင်စစလှပတယ်ဆိုတာတက်ကိုကိုကိုယုံကြည်မှုရှိပြီးအစင်တန်းရှိတဲ့လှပမမျိုးနဲ့တောက်ပနေကြရပါ ဒုတိယချက်ကတော့ဒါကအရေးကြီးဆုံးအချက်ပါပဲ။သူမဟာငွေကြေးနဲ့တိုင်းတိုင်ရတဲ့ခန္ဓာမှုအစားမင်းသမီးမေဘကြီးကမုံလူမျိုးတအူးဖြစ်တာနဲ့အညီကိုယ့်ရဲ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကိုဘလောက်တန်ဖိုးထားတယ်ဆိုတာဒီပွဲမှာသက်သေပြသွားခဲ့ပါတယ်။သူမရဲ့မင်္ဂလာပွဲမှာသတို့သမီးကိုကြိုဆိုတဲ့အခါမှာပန်းကျဲတာခစ်ပေါ်တီးဝိုင်းနေနဲ့ကြိုဆိုတာမျိုးမဟုတ်ပဲမွန်လူမျိုးတို့ရဲ့အထွတ်မြတ်ထားရာရွှေရောင်ဟင်းတာဝတ်စုံတွေကိုဝစ်စင်ထားတဲ့ကကြေတဲ့တွေကရိုးရအကအလှတွေနဲ့တလေးတစားကြိုဆိုကပြဖြော့ပြခဲ့ကြတာပါ ဒီမြင်ကွင်းဟာမြင်ရတဲ့သူဘုံငွေကြီးနဲ့ဝယ်ယူလို့မရတဲ့စက်တည်ရင်မင်္ဂလာပေါင်းနဲ့ပြည့်စုံစေခဲ့ပြီးတော့တခြားဘယ်မင်းသမီးမှမလုပ်နိုင်သေးတဲ့ထူးခြားတဲ့မင်္ဂလာပွဲလေးတစ်ခုဖြစ်မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ဒီအချက်တွေကြောင့်ပဲပရိသတ်တွေကအမေပကြီးရဲ့ရွေးချယ်မှုကိုသဘောကျချီးကျူးနေကြတာပါ။ ဒါဟာသူမရဲ့ထက်မြက်တဲ့စီမံခန့်ခွဲမှုနဲ့အစဉ်တန်းရှိတဲ့ fashion အမြင်ကိုပြသလိုက်တာပါပဲ။ကျမတို့မမေ့တင်တာကမိဘကြီးဟာတရုတ်ဆောင်တယောက်ဖြစ်တဲ့ပြင်အရန်ထူးချွန်ထက်မြက်တဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ဒါကြောင့်လေသူမဟာဈေးကြီးတာနဲ့တန်ဖိုးရှိရာကိုကိုကပြပြနားလေပုံရပါတယ်။သူမရဲ့မင်္ဂလာပွဲကိုဈေးအကြီးဆုံးပွဲမဖြစ်စေဘဲအတိတ်ပဲအရှိဆုံးနဲ့စက်တီအရှိဆုံးပွဲလေးတစ်ခု ဖြစ်ပုံဖော်နိုင်ခဲ့ရပါ။ပရိသတ်ကြီးတို့အနေနဲ့ရောမိဘကြီးရဲ့ဒီလိုမျိုးဂုဏ်ပဂါသနာမပါဘဲကိုယ့်ရဲ့ယဉ်ကျေးမှုကိုဦးစားပေးဖို့ ေါ်ထုတ်ထားတဲ့ရိုးရှင်းလာပါတဲ့မင်္ဂလာပွဲအစီအစဉ်လေးပုံမှာဘယ်လိုမြင်ကြပါသလဲမိမိတို့ရဲ့မြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်ကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ